လက်ရှိနိုင်ငံတိုင်းရင်းလိုလိုကကျွန်တော်မြန်မာရေချင်းကတဲ့ချိန်မှာကိုကျိုးကိုပဲဆီရှုပြီးတော့มาကြည့်ကြတာပေါ့နော်တိုးတော်လေဒီကိုကျိုးလို့ပြောတဲ့ချိန်မှာအခုကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေလုံလာတာကလည်းဒီမိုကရေစီဖြစ်တယ်နောက်တစ်ခုအနေနဲ့ဒီမြန်မာနိုင်ငံရေးပေါ်တရုတ်ရဲ့လွှမ်းမိုးနေမှုတွေကိုအရှော့ချချင်တဲ့ဆန္ဒတွေရှိကြတယ်အိန္ဒိယနဲ့တော်လှန်ရေးလက်ရှိတော်လှန်ရေးအင်အားစုတွေရဲ့ဟိုရည်တည်ချက်ကဒီနှစ်ခုနဲ့တောင်အကျိုးရှိပွားတူတဲ့ပုံစံမျိုးဖြစ်နေတယ် ို့တော့လက်ရှိအိန္ဒိယရဲ့ယက်တီချက်ကစကားစားဖြင့်နည်းနည်းယိုင်တယ်လို့ဆိုတဲ့ဟာမျိုးတွေလည်းပြောတယ်ဆရာမကိုတိုင်ဆွေးနွေးလိုက်ထင်ပါတယ်ဒါဝူချိုဂျီပြိုမစီကောင်စီနဲ့ပူးပေါင်းမှုများနေတဲ့ပုံမှာလက်ရှိအိန္ဒိယရဲ့လှုပ်ဆောင်ချက်ကသူ့နိုင်ငံတော်တကယ်အကျိုးရှိရလားသူ့အနေနဲ့စကားစားနဲ့ပူးပေါင်းနေတဲ့ဟာတွေကဒီပုံသုံးသပ်ပေးပါအောင်ခင်ဗျာအိန္ဒိယပဲဖြစ်စီတရုတ်ပဲဖြစ်စီပေါ့နော်ဒီလိုဟိုဒီလိုမင်းစိုးမင်းကြီးပေါ့နော်ဟိုတကမာလုံးဝအနေအော်ကျော်လန်ပြီးဒီတိုင်းပြည်ရဲ့လူတွေကလည်းတရုတ်ကလေးရစား တရားမှမကြံပေါ့နော်သူတို့ကိုမလိုလားတဲ့ဒီစစ်ကောင်စီဖက်စစ်စစ်တပ်ကိုဘလို့ပဲဖြစ်ဖြစ်အကျိုးစီးပွားကြောင့်ဖြစ်စေနိုင်ငံရေးကျိုးစီးပွားပေါ့နော်လူမှုရေးကျိုးစီးပွားစီးပွားရေးအကျိုးစီးပွားရေးဘလို့ကြောင့်မှဖြစ်ဖြစ်အဲပတ်သက်နေတာကိုကသူတို့နိုင်ငံနေရဲ့ဂုဏ်သိက္ခာတွေကျဆင်းစေတယ်အဲ့ဒါကိုသူတို့ရှင်းရှင်းလင်းလင်းသိရမယ်အခုအဲအိန္ဒိယကဒီမိုကရေစီနိုင်ငံကြီးလို့ပြောတယ်ဒါမဲ့တကယ်ကြတော့အခုဒီမိုကရက်တစ်အင်အားစုတွေကိုအရင်ကတော့ကိုယ်တယ်အခုမကိုယ် ဦးတည်မှာအရေးတကြီးအကူအညီလုံနေတဲ့အချိန်မှာသူမကူအဲ့ဒါသူတို့နိုင်ငံ image ကိုအရန်ထိခိုက်တယ်ပြုတ်ပြီဆိုလဲဒီတိုင်းပဲပေါ့နော်တကယ်လူတို့ကိုတကယ်စာနာတယ်ဆိုရင်ဒီစစ်ကောင်စီဘက်ကဘာမှရက်စရာအကြောင်းမရှိသူတို့အတွက်ဒါဂုံတိခတကယ်ထိခိုက်တဲ့ကိစ္စကြီးပေါ့နော်ဒီမင်းအောင်လိုင်ဖက်ဆစ်စစ်တပ်ကိုတွားပြီးတော့လူရသွင်းပြီးဆက်ဆံနေတဲ့ဥစ္စာလုံးဝမလုပ်တဲ့ဟူတကယ်ဒီမိုကရက်တစ်အင်အားစုတွေဒီဒီနေ့ကံပြူတူတွေတွန်လိုင်းဖွဲ့လို့တတ်နိုင်တယ်လို့ဥမာနေပြညာပေါ့ငွေကြီးပိုင်းပေါ့နော် အကုန်ပေါ့ အဲသူတို့ကူညီနိုင်တဲ့အပိုင်းအတဏမန်ရေးပိုင်းပေါ့နော်လမ်းလွှဲနေတဲ့လူတွေကိုဆွဲခေါ်တာတွေဖိအားပေးတာတွေမျိုးစုံလုပ်ပြီးတော့ဒီပမာပြည်လုံးမြောက်တဲ့အထီးပေါ့နော်ဝိုင်းပြီးတော့အဲလုပ်ပေးတဲ့နေရဲ့လို့အလုံးမြင်တယ်